အော်ဟုတ်ကဲ့ပါခင်ဗျာဟိုဒီနေ့2025ခုနှစ်ဒီနိုဝင်ဘာလ9ရက်နေ့အမနက်7:00နာရီခွဲလောက်မှာဒီပုံနာကျွန်းမြို့နယ်ထေးကဒီနေရာနှစ်ခုကိုဟိုအကျန်းဖဲဖဲစစ်ကောင်စီကဘုံကျေတိုက်ခိုက်ခဲ့တာရှိပါတယ်ဟိုပထမဒီဘုံကျေတိုက်ခိုက်တဲ့ဖြစ်စဉ်ကတော့ဒီပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကျေးရွာကိုဟိုဂျက်ဖိုက်တာကနေဟိုဘုံနှလုံးကျေးရှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်မှာ ဒီအပြစ်မဲ့အရသာပြည်သူ9ဦးတေဆုံးပြီးတော့ခုနှစ်ဦးတန်ရာရတာရှိပါတယ်။ဟိုနောက်ဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာကတော့ဒီပုံနာကျွမ်းမျိုးနေအောင်ဖြူပြင်းရွာဖြစ်ပါတယ်။ဆိုတော့အောင်ဖြူပြင်းရွာကိုဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာတော့ဒီအမျိုးသမီးတူဒဏ်ရာရတာရှိပါတယ်။ဒီအကြမ်းဖက်ဖက်စစ်စစ်ကောင်စီဟာနော်စစ်မြေပြင်မှာသူတို့ဘက်ကအထီးခိုက်အကြဆုံးတွေများလာပြီဆိုလို့ရှိရင် နော်စစ်မြေပြင်ကအညိုအတေးတွေကို ဟိုလက်စားရှည်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာတွေကိုဥတည်ပြမှထားပြီးတော့မှဒီဘုံကျဲတိုက်ခိုက်တပ်ချမှုတွေကိုတောက်လျှောက်ဒီလှုပ်လာတာဖြစ်ပါတယ်ဟိုဒါဟာအကြံဖက်ဖက်စစ်ကောင်စီအနေနဲ့ဟိုစစ်ရဆွာမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်